မြမပြည်အနောက်မြောက်ဆုံးကတောင်တွေကြားမှာမိုးမင့်ရွာဆိုတဲ့ကျေးရွာလေးရှိပါတယ်။ဒီရွာရဲ့ထူးဆန်းချက်ကနေရောင်တွေလရောင်တွေမီးအိမ်တောင်မထွန်းနိုင်တဲ့အမောင်ထုကြီးကလွှမ်းခြုံထားတာပါ။ရွာသားတွေဟာမျိုးဆက်တစ်ခုပြီးတစ်ခုဒီအမောင်ကိုကျင့်သားရပြီးဘဝဖြတ်တန်းနေရပေမဲ့သူတို့ရဲ့ကလေးငယ်တယောက်ဖြစ်တဲ့တီတာကတော့ဒီအမောင်ကိုမေးခွန်းထုတ်နေခဲ့တယ်။ဘာကြောင့်အလင်းမရှိတာလဲ။ ။တနေ့မှာတီတာဟာရွာထဲကအသက်ကြီးဆုံးဖြူအိတ်စီကနေလှုပ်ဝက်ချက်တစ်ခုကိုတရှိသွားတယ်။ရွာရဲ့အနောက်ဘက်ကချင်းတိတ်ကောင်းတောင်ကြားထဲမှာရှေးတုန်းကရွာကိုအလင်းပေးခဲ့တဲ့မင်းသားဆိုတဲ့တတဝါကြီးပိတ်မိနေတယ်ဆိုတာပါ။ရွာသားတွေရဲ့အလွန်ကြုံအလင်းကိုတောင်းဆိုမှုကြောင့်ငကားကိုတန်ကျိုးတွေနဲ့ခြိနှောင်ပြီးမိတွေကိုတင်းယူခဲ့ကြတယ်လို့ဆိုရဲအဲ့ဒီကလေးကရွာဟာအမောင်ထုတဲ့နိမ့်မြုပ်သွားခဲ့တာပါ တီတာဟာရွာသားတွေရဲ့ကြောက်ရွံ့မှုကိုမယူဘဲတောင်ကြားစီတို့ခီးထွက်ခဲ့တဲ့လမ်းတလျှောက်မှာသူ့ကိုကြားခဲ့ဘူးတဲ့ဘလူးတွေကြောက်စီအင်းအိုင်တွေကအနေရီတွေကိုကြော်လွှားရင်းနောက်ဆုံးမှာငကားကြီးကိုတွေ့လိုက်ရတယ်။တန်ကြိုးတွေနဲ့ခြိထားတဲ့ငကားကြီးရဲ့ကိုမာမီးတွေဟာမိန်းလျက်သားသူ့မျက်လုံးတွေကကြွက်တွေလိုညုံမဲနေပြီးအားနေလီစားတယ်။ငါ့ကိုလွမြောက်စေချင်ရင်မင်းရဲ့အလင်းကို စတေးဖို့လိုတယ်။ ငကားကပြောလိုက်တယ်တီတာဟာသူ့ရဲ့အမြင်အာရုံကိုစတေးဖို့ဆုံးဖြတ်လိုက်တယ်ငကားရဲ့တန်ကြိုးတွေကိုဖြုတ်ပေးလိုက်တဲ့အခါငကားကြီးရဲ့ခန္ဓာကိုယ်မှမီးဆက်ဝိုင်းတွေပြန်လဲထွန်းလင်းလာတယ်ဒါပေမဲ့တီတာရဲ့မျက်လုံးတွေကတော့အနက်ရောင်အမှောင်ထုနဲ့ဖုံးသွားတယ်ရွာစီပြန်ရောက်တဲ့အခါတီတာဟာမျက်စိမမြင်တော့ပေမဲ့ရွာသားတွေရဲ့ဝန်သာတန်ကလေးတွေရဲ့ရေတံတွေကိုကြားရတယ်။နေရောင်ဟာနှစ်ပေါင်းများစွာကြာ ပထမဆုံးအကြိမ်ရွာပေါ်ကို နင်းလက်လာခဲ့တဲ့ငကားကြီးကလည်းမိုးကုတ်ကနေရွာကိုစောင့်ကြည့်ရင်းမိတောက်လေးတွေနဲ့အလင်းကိုထိမ့်ညိပေးနေတယ်။တီတာကတော့သူမရဲ့အမောင်ထဲမှာနေထိုင်ရပေမဲ့သူ့စိတ်ထဲမှာတော့အရင်ကထက်ပိုပြီးလင်းနေပါတယ်။အလင်းဆိုတာမျက်စိထဲမှာပဲမဟုတ်ဘူးစိတ်နှလုံးသားထဲမှာလည်းရှိတယ်လို့သူမကရွာသားတွေကိုပြောပြခဲ့တယ်။ ဆုံးတက်မှာတော့ရွာသားတွေဟာငကားကိုကျေးဇူးတင်ရင်အလင်းနဲ့အမောင်ရဲ့ဟန်ချက်ကိုမပြတ်အောင်ထိမ့်သိမ့်ဖို့တင်ယူခဲ့ကြတယ်တီတာရဲ့အနစ်နာကြောင့်အလင်းမရှိတဲ့အမောင်ဆိုတဲ့ရွာရဲ့အမိဟာအတိတ်ပဲတစ်တခုကိုရရှိသွားခဲ့ပါတော့တယ်ဇလန်းတင်ကန်းစာအလင်းနဲ့အမောင်ဟန်ချက်ညီဖို့လိုအပ်ပြီးလောဘကြောင့်တဘာဝကိုထိမ့်ချုပ်ဖို့စူးစမ်းခြင်းဟာဘေးဥပဲဖြစ်စေနိုင်ပါတယ်